ကျွန်တော်တို့ USB စောင်းကတ်တွေမှာပျက်စီးစေတတ်တာတစ်ချက်ပဲရှိပါတယ်။အဲ့ဒါကတော့ Phantom Power လို့ခေါ်တဲ့48 volt ပဲဖြစ်ပါတယ်။ကျွန်တော် condenser mic တွေသုံးတဲ့အခါမှာ48 volt ကို မဖွင့်ပေးရင် condenser mic ကအလုံးမလုံးဘူး။ဒါပေမဲ့48 volt ဖွင့်ထားတဲ့အချိန်မှာလည်းအဖြုတ်တတ်တွေကိုလုံးဝမလုံးသင့်ပါဘူး။48ဖို့ခလုတ် online ပြီဆိုတာနဲ့ဒီ Acela combo ဘောက်တွေက48ဖို့ထုတ်ပြီးနေတော့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဒီ alert ထားတာပြီးတော့ ျွန်တော်ကအိဆလာခေါင်းကိုသွားတက်လိုက်မယ်ဆိုရင် အခက်မတင်တဲ့ခါဖက်ခနဲ့မီးပွန့်တက်ပါတယ်စပက်ရိုက်တာပေါ့အဲ့လိုခါမျိုးမှာဒီစောင်းကတ်ရဲ့မာသာဘုတ်ကလောင်ကျွမ်းပျက်စီးတတ်ပါတယ်ကျွန်တော်ရှီယာဝယ်ထားလူတွေမှာတချို့တွေပြက်ဖူးပါတယ်ကျွန်တော်လည်းအများရန်သတိပေးပါတယ်သတိပေးတဲ့ကြားထဲတချို့တွေလည်းမေ့ပြီးတော့ပြက်သွားတာတွေရှိပါတယ်နားလေလွယ်အောင်ပြောရရင်တော့ကျွန်တော်ဒီမီးပလက်ခုံပေါ့ဒီမီးပလက်ခုံတစ်ခုံကိုကျွန်တော်မီးဖွင့်ထားတဲ့အချိန်မှာဒီခေါင်းတွေကိုလို့အဒက်တာခေါင်းမဖြစ်ဘောတတ်မယ်ဆိုရင် ခတ်မသိတဲ့အခါမှာမီးပွင့်တာတွေကိုမိတ်ဆွေတို့ကြုံဘူးပါလိမ့်မယ်။အဲ့လိုမီးပွင့်တဲ့အခါမှာဒက်တာတွေလောင်ကျွမ်းပျက်စီးသွားတာမျိုးရှိပါတယ်။ကိုသုံးနေတဲ့လျှက်စစ်ပစ္စည်းတွေပျက်စီးတတ်တာတွေရှိပါတယ်။ကျွန်တော်ကီးဘုတ်ဒက်တာတွေဆိုလည်းအဲ့လိုပဲ။ကီးဘုတ်ဒက်တာတွေပြက်တယ်။အဲ့လိုမီးပွင့်ထားတဲ့ပလက်ခုံကိုကီးဘုတ်ဒက်တာကိုသွတ်တက်လိုက်တဲ့အချိန်မှာမီးပွင့်ပြီးတော့ကီးဘုတ်ဒက်တာလောင်ကျွမ်းပျက်စီးသွားတာတွေရှိတယ်။အဲ့အတွက်ကီးဘုတ်ဒက်တာတွေပြောင်းွယ်ကြရတယ်။မလိုအပ်ဖက်နဲ့ပတ်စံတွေကုန်တာပေါ့ဗျာ။စောင်းကတ်ဆိုရင်တော့အဲ့လိုအဒက်တာနဲ့နေမရပါဘူး။စောင်းကတ် ကတော့ ဒီမာသားပုတ်ကိုပြည့်စည်သွားဖြစ်တဲ့ဆောင်းကပ်အစ်စ်တလုံးဝယ်ရမှာပါအခုချိန်မှာဆောင်းကပ်အစ်စ်တလုံးတန်ဖိုးဟာတူရီတူအောင်ဆိုရင်9သိန်းအထက်မှာရှိတဲ့အတွက်တန်ဖိုးအဖြစ်များပါတယ်အားကြောင့်မို့မိတ်ဆွေတွေကိုသတိပေးတာပါလက်တွေလည်းပြက်ဖူးတဲ့လူတွေအများကြီးရှိပါတယ်ကျွန်တော်ရှိရဝယ်တဲ့လူတိုင်းကိုအမြဲသတိပေးပါတယ်တချို့ကစတူဒီယိုမှာဒီ48ဖို့အဖွင့်ပိတ်ခလုတ်ကိုမေ့ပြီးတော့တောက်လျှောက်ကွန်ဒန်ဆာမိုက်ကိုအမြဲတမ်းအဆူဖမ်းနေတာဖြစ်တဲ့အတွက်သူတို့ကတောက်လျှောက်တက်ထားတယ်48ဖို့လည်းသူတို့ကအဖွင့်ပိတ်မလုပ်ဖက်နဲ့ဒီအမြဲတောက်လျှောက်ဖွင့်ထားတယ်ပေါ့နော်အဲ့ခါမှာ အချင်းစုံနေရင်နဲ့မိုက်ကိုထိမိတာဖြစ်ဖြစ်ကြိုးကိုတိုက်မိတာပဲဖြစ်ဖြစ်လူးစ်ဖြစ်တတ်ပါတယ်အဲ့လိုဖြစ်သွားလို့မီးပွင့်သွားရင်မိုက်ကတော့မပြတ်ပါဘူးဒီဆောင်းကပ်ကပြတ်ပါတယ်အဲ့လိုပြတ်သွားလို့ကျွန်တော်ရှိမှလာပြန်ဝယ်ရတဲ့စတူဒီယိုပိုင်ရှင်တွေ၄၅၆ယောက်ရှိပါတယ်ဒါကြောင့်ဒီ48ဖို့လေးကိုသတိထားပြီးသုံးပါသူကမသုံးလို့လည်းမရတဲ့အရန်အသုံးဝင်တဲ့ function ဖြစ်ပါတယ်ကျွန်တော်ကွန်ဒန်ဆာမိုက်တွေလုံးလုံးဖို့အတွက်48ဖို့မဖြစ်မနေအောင်ရမယ်ဒါပေမဲ့ဒီမှာအိစရာချက်ကိုတတ်မယ်မိုက်မှာအိစရာချက်ကိုတတ်မယ်တိချာခံခံမြဲမြဲတတ်ပြီးပြီး အတန်ဖမ်းတော့မယ်ဆိုတော့မှ48ဖို့အဖွင့်မှာပြီးွားလို့အတန်ဖမ်းလို့ပြီးသွားပြီဆိုတာနဲ့48ဖို့အရင်ပိတ်ပါ48ဖို့ပိတ်ထားပြီးတော့မှကျိုးကိုဖြုတ်ချင်လဲရတယ်မဖြုတ်ချင်လဲရတယ်ဒါလေးကိုမသိသေးတဲ့ညီကိုတွေမျှဝေပေးတာပါကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကျေးဇူးပါ